900ရာန်ထီလက်မှတ်တွေဟာ200ရာန်ထီလက်မှတ်တဲ့စုမဲပါဝင်မှုနည်းမယ်လို့အောင်ပါလီသိန်းစုဌာနခွဲကပြောပါရယ်။အောင်ဆန်းဦးသတင်းပေးပို့ထားပါရယ်ခင်ဗျာ။ကျသိန်းတောင်းမြင်ဆုံးစုချီးမြင့်မဲ့900ရာန်ထီလက်မှတ်တွေကိုလာမယ့်မတ်လမှာစတင်ရောင်းချသွားမယ်လို့စီမံကိန်းနဲ့ဗန္ဒာရေးဝန်ကြီးဌာနပြည်တွင်းခွန်ဦးစည်းဌာနအောင်ပါလီသိန်းစုဌာနခွဲကစတင်မှာ6ရက်နေမှာထုတ်ပြန်ကြေညာလိုက်ပါရယ်။900ရာန်ထီလက်မှတ်ဟာ200ရာန်ထီလက်မှတ်ထက်စုချင်းဝင်မြန်မာမှာဖြစ်ပေမယ့်ထီဝါငနာရှင်တွေမျောလင့်နေတဲ့စုမဲများများပါဝင်မှာမဟုတ်ဘူးလို့ အောင်ပါလီသိန်းစုဌာနကွဲညွှန်ကြားရေးမှူးကပြောပါဗါဒိန်းထောင်ဝါရပေါ့ဖို့ချန်ဆာတယ်သူမှပူများပါတယ်နော်အဲ့တော့200တန်ထီဦးတဲ့အဲ့မှာဆက်ထိုးကြပေါ့နော်ထိုးသူကျန်900တန်ထီမှာတော့အမြင့်ဆုံးစုကသိန်း1000ပေါ့နော်အဲ့တော့စုမဲများများကြီးကြီးလိုချင်တယ်ဆိုလို့ရှိရင်လည်းသိန်း1000အောင်ထိုးပေါ့နော်အဲ့တော့နေရတယ်လဲထိုး900တန်လဲထိုးမယ်ဆိုရင်တော့လေဟဲ့လားခုနပြောသလိုအဲပေါ့မဲ chance ကအခွင့်အလမ်းပုံများတာကတော့200တန်ပုံများတယ်ဒါပေမဲ့စုကြီးကြီးလိုချင်တော့ အလား900တန်းထိုးသိတဲ့တောင်းလိုချင်တော့နော်အဲ့တော့200တန်းရော900တန်းရောမလွတ်တန်းထီထိုးပေးကြပါလို့900တန်းထီလက်မှတ်မှာအမြင့်ဆုံးကျက်သိန်းတသောစုချင်းမြင့်မှာဖြစ်တာကြောင့်ဘဝအတွက်အပြောင်းလဲတွေဖြစ်ပေါ်လာနိုင်မယ်လို့ထီဝါဒနာရှင်တွေကပြောပါတယ်ဒါပြင်ပေါင်မဲများများထည့်သွင်းပေးဖို့ကိုလည်းမျှော်လင့်နေကြတာပါအခုဥစားပေါင်မဲကနည်းနေတယ်ဒီ3500အရင်တော့ဆိုရင်3900တော့ဆိုရင်ဒီလောက်ထိမနည်းဘူးလေနှစ်မျက်နှာထိပါတယ် အခုက3000 3500ကျမှာပဲ။ဒီဟိုပေါက်ရည်ကနည်းနေတာပေါ့နော်။ဒီ3500 3000ကျော်လို့ရှင်ပေါ့။အဲ့လိုမျိုးပုံများမယ်လို့ထင်တာပေါ့နော်။အဲ3000ပေါ်မှာကျမတို့အနေနဲ့ကတော့အများအားဖြီထိုးတဲ့လူတွေနဲ့အတွက်ကတော့3000ဆိုရင်3500တက်တာပါပြောပြော3000အောင်ပို့ပြီးတော့မျှော်လင့်နေပါတယ်ရှင်။ငါးရန်ဒီလက်မှတ်စတင်ရောင်းချတာနဲ့လက်ရှိရောင်းချနေတဲ့နေရာတန်ဒီလက်မှတ်တွေဟာတိတိတသားအရောင်းလျော်ပါသွားမယ်လို့ဒီလက်မှတ်ရောင်းဆိုင်တွေကဆိုပါတယ်။ လက်ရှိရောင်းချနေတဲ့နှစ်ရာတန်ထီလက်မှတ်မှာစုမဲပေါင်း200နီးပါးလစဉ်မဲဖောက်ပေးနေတာဖြစ်ပါတယ်ကျွန်တော်အောင်ဆန်းပါ